ပါဖွဲ့များရင်းတို့နဲ့ဆက်နွယ်နေသောဖွဲ့စည်းများနဲ့လူပုဂ္ဂိုလ်များဟာနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြတ်ပြားစေရန်နဲ့ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ်စေပြီးအစိုးရရန်နေရာများပြတ်ပြားစေရန်ရည်ရွယ်ပြီးနိုင်ငံဝန်ထမ်းများပါဝင်အပြစ်မဲ့ပြည်သူများကိုအထူးကပြစ်မှတ်ထားပြီးလုံခြံတပ်ဖြတ်ခြင်းအများပြည်သူပိုင်းဆောက်ဦးများကိုမီးရှို့ခြင်းဖောက်ခွဲဖျက်ဆီးခြင်းစတဲ့အကြမ်းဖက်လုပ်ငန်းများကိုမီးမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည် 2025ခုနှစ်မေလ22ရက်နေ့မနက်ပိုင်းမှာမရန်ကုန်မြို့နယ်၅ရပ်ကွက်ရွှေနှင်းစီလက်နှင့်ဝိဇာလန်တောင်နှင့်တန်မတ်ကြီးအငိမ့်စာဦးချိုထွန်းအောင်သည် နေအိမ်ရှိမှမြေဖြစ်သူနှင့်အတူလမ်းလျှောက်နေစဉ်စစ်စစ်ဆဲအမျိုးသားနှုတ်ဦးကတနက်ဖြစ်ပြစ်ခတ်ခဲ့တာကြောင့်ဦးချိုထွန်းအောင်တိတ်ဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ထို့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွားမှုမရှိစေရတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များကပြစ်မှုကျူးလွန်တဲ့တရားခဏ်များရှာဖွေတွေ့ရှိရင်းစုံစမ်းဖော်ထုတ်ခဲ့ရာပြည်သူလူထုရဲ့ပူပေါင်းပါဝင်တည်ပြမှုကြောင့်ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မှာ အကြမ်းဖက်ဖွဲ့များအုံပြုခဲ့တဲ့စပင်းကိုတုံးပင်းရင်တစည်းပေါ်မှာတင်ဆောင်သွားတာကိုတွေ့ရှိခဲ့ကြောင်းသိရှိရတဲ့အတွက်စုံစမ်းဖော်ထုတ်ခင်ရာမေလ23ရက်နေ့မှာအကြံဖက်သမားများအုံပြုခဲ့တဲ့တုံးပင်းရင်မောင်းသူစန်းတက်အောင်ခေါ်ပကိုးသား40နှစ်ကို မြောင်းကလာပါမျိုးနဲ့ထောက်ဝင်ပဲရက်ကွက်ခွန်ရွှေဝါသုံးလံအမှတ်248နေအိမ်မှာအကျန်းဖက်တိုက်ခတ်ရာမှာအုံပြုခဲ့တဲ့စက်ပိန်းနဲ့အတူဖန်စီရမိခဲ့ပါတယ်။ဒါအပြင်အကျန်းဖက်လုံငယ်များလုံဆောင်ရမှာထောက်ဖို့အဖြစ်ဆောင်ရွက်ခဲ့တဲ့ဝင်းသူခေါ်ကလာလေး39နေကိုမြောင်းကလာပါမျိုးနဲ့ထောက်ဝင်ပဲရက်ကွက်စင်ကျဲလန်းတို့အမှတ်233ရှိနေအိမ်မှာထပ်မံဖန်စီရမိခဲ့ပါတယ်။ ဖန်စီရမိတရခက်များရဲ့ထွက်ဆိုချက်အရမေလ25ရက်နေ့မှာဥချိုထွန်းအောင်ကိုလုံခြံတက်ဖြတ်ခဲ့ပြီးထွက်ပြေးတိမ်းရှောင်နေတဲ့တရခက်မျိုးကူကူခေါ်ဆိုင်းကူကူခေါ်ဇင်မင်းတက်ခေါ်နင်းလက်စော28နှစ်၎င်းရဲ့ဇနီးဖြစ်သူပြုံပြုံ24နှစ်အမီဖြစ်သူလင်းလက်ရွှေ6နှစ်တို့ကိုညာဦးမျိုးနဲ့ဗကံမျိုးဟောင်းမှာ၎င်း ၎င်းတို့ကိုလိုက်ပါပူဆောင်ပေးခဲ့တဲ့ရေမောင်အောင်စံဟိ25နှစ်နဲ့ချိတ်ဆက်ဆောင်ရွက်ပေးသူညီညီလိုင်း39နှစ်တို့ကိုမွန်ပြည်နယ်မူတုံမြို့မှာ၎င်းအတိတ်ဖန်စီရမိခဲ့ပါတယ်။ဖန်စီရမိတရခန်မျိုးကူကူခေါ်ဆိုင်းကူကူခေါ်စင်မင်းတက်ကောနင်းလက်စော်ရဲ့ထွက်ဆိုချက်အရဥချိုထွန်းအောင်လူကျန်တက်ဖက်ရမှာပါဝင်ခဲ့တဲ့ဖန်စီရဲ့ကျန်တရခန် ချစ်ကိုကိုခေါ်ကြော်ကြီးရဲ့မိသားစုဝင်များဟာမြောက်ရီမျိုးဘက်ကိုထွက်ပြေးတိမ်းရှောင်ရန်လုံဆောင်နေကြောင်းသိရှိရတဲ့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များကဝမ်ဝမ်ပိတ်ဆို့ဖမ်းဆီးခဲ့ရာမေလ26ရက်နေ့မှာချစ်ကိုကိုခေါ်ကြော်ကြီးရဲ့ဇနီးမြင့်မြင့်ထွေး39နှစ်အောင်ကိုကိုချစ်18နှစ်ဇေမောင်မောင်ခေါ်အာနု29နှစ်နဲ့ထွက်ပြေးတိမ်းရှောင်ရမှာကိုညီဆောင်ရပေးခဲ့တဲ့ဖြိုးဝေအောင်ခေါ်အရှိကြီး90နှစ်တို့ကိုတကူးမျိုးအဝင်စစ်စည်းရေးဂိတ်မှာဖမ်းဆီးရမိခဲ့ပါတယ် ဖန်ဆင်းရမည့်တရားခတ်များရဲ့ထွက်ဆိုခြင်းအရာမေလ29ရက်မှာဥချိုထွန်းအောင်ကိုလုံခြံတပ်ဖြတ်မှုအပါဝင်၎င်းတို့အကြံဖတ်ဖွဲ့ဆောင်ရွက်ခဲ့တဲ့လုံခြံတပ်ဖြတ်မှုများမှာစကောက်ကြည့်ရှုပေးခဲ့တဲ့တရားခတ်မင်းစီသူခေါ်အငယ်လေး29နှစ်နဲ့ကျော်စင်တန်းခေါ်လွင်ကြီးခေါ်ကျော်စင်33နှစ်တို့ကိုဂျင်းမြနာမျိုးနဲ့ဇီကလေးရက်ကွန်းဇီကလေးလန်းအမှန်189ရှိနေအိမ်မှာ၎င်း တရခန့်ဟန်လင်းအောင်28နှစ်ကြီးမြင့်နိုင်မျိုးနှင့်တိဒါရက်ကွက်တိတ်တီလန်အမှတ်32နှစ်သူကို၎င်းအတီတီထပ်မံဖန်ဆင်းရမိခဲ့ပါသည် ဒါအပြင်ဖန်စီရမိတရက်ခန်းမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းတက်ကိုနင်းလက်စော်ရဲ့ထွက်ဆိုခြင်းအရာ၎င်းဟောင်းဥချိုထိုးအောင်ကိုလှုပ်ချံတက်ဖြတ်စဉ်တနက်ကြီးဖောက်ထွက်ပြီးဘဘက်ခြေတော့ဒဏ်ရာရရှိခဲ့ပြီးအဆိုပါဒဏ်ရာကိုတာဂီတာမျိုးနဲ့လင်းမြင်းဆောင်တောင်ရက်ကွက်မြင်တော်သားလန်းအမှတ်924ရှိလင်းအထူးကိုစေယုံမှာလျှို့ဝက်စွာစီကူတာခဲ့ကြောင်းသိရှိရတဲ့အတွက်မေလ26ရက်နေ့ညနေပိုင်းမှာ တရားမဝင်စေကုသပေးခဲ့တဲ့ DCS ဆရာဝန်ဇော်ကိုကို38နှစ်နဲ့ DCS ဆရာဝန်များဖြင့်စွန့်စည်းဖွင့်လှစ်ထားတဲ့လင်းအထုကုစေယုံပိုင်ရှင်ဒေါက်တာရေလင်းစုံ36နှစ်တို့ကိုဖမ်းဆီးရမိခဲ့ပါတယ်။ဖြစ်စဉ်မှာတရားခန့်အမျိုးသား73ဦးအမျိုးသမီး3ဦးစုစုပေါင်း16ဦးတို့ကိုလုံခြံတပ်ဖြတ်ရမှာအုံပြုခဲ့တဲ့တပ်တေကံပြည်စီများနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိတရားခန့်များရဲ့ထွက်ဆိုချက်အရ2023ခုနှစ်မလမှာ ဂိုရန်ဖယ်လီဝါရီယာအမေရိကန်ချမ်ပတ်ဖွဲ့ကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာအချမ်ပတ်ဖွဲ့စည်းဖြစ်တဲ့ NUG မှတရားခံပြည်ရင်မွေရဲ့စီစဉ်ထောက်ပံ့ပေးမှုဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းဂိုရန်ဖယ်လီဝါရီယာအမေရိကန်ချမ်ပတ်ဖွဲ့မှာဖန်ဆင်းရဲ့ကျန်တရားခံကိုထက်ကောင်းဆောင်ပြီးအင်အားရှိဦးရှိပြီးရန်ကုန်မြို့မှာအချမ်ပတ်ဖောက်ခွဲဖြစ်စည်းလုပ်ငန်းများလှုပ်ဆောင်ရတဲ့၎င်းတို့မကျေနပ်တဲ့အပြစ်မဲ့ပြည်သူများကိုဒလန်ဟုဆွဆွဲကောင်လှုပ်ကြံတက်ဖြတ်ရန်ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိရပါသည် ဖန်ဆင်းရမည့်တရားခဏ်များရဲ့ထွက်ဆိုချက်အရမေလ15ရက်မှာ Golden Valley Warrior အမေကန်အကြံဖက်ဝယ်ကောင်းဆောင်ဖန်ဆင်းရဲ့အကြံတရားခဏ်ကိုထက်ဟောင်း Telegram မှာတဆင့်ဥချိုထွန်းအောင်ရဲ့ဓာတ်ပုံနဲ့နေအင်တီနေရ Google Map တို့ကို Facebook ကဲ့ပင်လောက်ကြံတက်ဖြတ်ရန်စေခိုင်းခဲ့ကြောင်းဖန်ဆင်းရမည့်တရားခဏ်များဖြစ်တဲ့မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မေထက်ခေါ်လင်းလက်ဆောင်မင်းစီသူခေါ်အငယ်လင်း ကျော်စင်တန်းခေါ်လွင်ကြီးခေါ်ကျော်စင်နဲ့ဖန်းစင်းရဲ့ကြံတရက်ခံချစ်ကိုကိုခေါ်ကျော်ကြီးတို့ဟာဥချိုထွန်းအောင်ရဲ့နေဝင်ချင်းကို၆ချိန်သွားရောက်ပြီးအခြေနေကြီးခဲ့ကြောင်းမေလ22ရက်မှာဖန်းစင်းရဲ့ကြံတရက်ခံကိုထက်ကမြူးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတက်ခေါ်နင်းလက်စုံထန်သုံးပစ္စတိုနှစ်လက်ကိုပေးပို့ခဲ့ကြောင်းဖော်ထုတ်သိရှိရပါတယ်မေလ22ရက်မှာမြူးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတက်ခေါ်နင်းလက်စုံနဲ့ဖန်းစင်းရဲ့ကြံတရက်ခံချစ်ကိုကိုခေါ်ကျော်ကြီးတို့ဟာ ကိုထက်ကငားရံပေးထားတဲ့ရွှေပောက်ကံမျိုးတင်22ရက်ကွန်းတပြေချံမျိုးပတ်လန်အမန်ရားကောက်မြင်းဆောင်103မြင်းဆောင်104ရှိ safe house မှာစပင်းဖြစ်ထွက်ခွာခဲ့ကြောင်းဥချိုထွန်းအောင်ရဲ့နေအရှိရောက်မှလမ်းလျှောက်နေတဲ့ဥချိုထွန်းအောင်ကိုမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတာခေါ်နင်းလက်စော်ကအသည့်ယူဆောင်လာတဲ့ပစ္စတိုဖြင့်နေချက်ပြက်ကက်လုံချံတက်ဖြတ်ခဲ့ကြောင်းထို့သောပြက်ကက်စဉ် ပစ္စတိုကြီးညာသဖြင့်ရှင်လင်းစဉ်ကြီးပေါက်ထွက်၍၎င်းရဲ့ဘေးခြေတော်ကိုထိမှန်တမ်းရရရှိခဲ့ကြောင်းအဲဒီနောက်စပိန်ဖြင့်ရွှေပေါက်ကံမျိုးတည်ရှိ safe house ကိုပြန်လာခဲ့ပြီးစပိန်နဲ့လုံခြုံသဖြင့်ဆင်ဝစ်ဆင်ခဲ့တဲ့ဝန်ဆောင်များကိုစန်တက်အောင်ခေါ်ဘကိုသားနဲ့ဝင်းသူခေါ်ကလားလေးတို့ကိုလျှို့ဝှက်ခိုင်းခဲ့ကြောင်းဖော်ထုတ်သိရှိရပါသည် ဖန်စီရမိတရခန်မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထွက်ခေါ်နင်းလက်စော်ရဲ့ထွက်ဆိုချက်အရ၎င်းဟာရရှိခဲ့တဲ့တရားကိုစေကုသရန်အတွက်ဖန်စီရန်ကျန်တရခန်အောင်သူကကြိုတင်ချိတ်ဆက်ပေးထားတဲ့လင်းအထုကိုစေယုံရှိဒီစီရဆရာဝင်ဇော်ကိုကိုထံသို့သွားရောက်ပြီးနေဝဲစွာစေကုသမှုခံယူခဲ့ကြောင်း အဲဒီနောက်မိသားစုနဲ့အတူပခုတ်ကုံမြို့နယ်ဘက်မှာတိန့်ဆောင်ရံသွားရောက်စဉ်ပကံမြို့ဟောင်းမှာဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိရပါတယ်။ဖမ်းဆီးရမိတရားခံများရဲ့ထွက်ဆိုချက်အရာအစံဖက်ဖွဲ့စည်းများဖြစ်တဲ့အန်ယူဂျီမှာတရားခံတေးရီမွန်ရဲ့စီခိုင်းမှုဖြင့်ဂိုလန်ဖယ်လီဝါရီယာမိကန်ချမ်ဖက်ဖွဲ့ဟာ နိုင်ငံတော်ရဲ့အုပ်ချုပ်မှုရန်ရာပြပြစေရနဲ့အပြစ်မဲ့ပြည်သူများထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်ပြီးအောက်ပါအတိုင်းမူးချံတပ်ဖြတ်မှု၄ချိန်ကျူးလွန်ခဲ့ကြောင်းဖော်ထုတ်သိရှိရပါသည်။ 2023ခုနှစ်မလ24ရက်မှာမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတက်ကိုနင်းလဲဆိုသည်တန်လင်းမျိုးနဲ့အမှုရန်ရက်ကွက်ဖွံ့ဖြိုးရေးလမ်းနေဥပဒေအတိုင်းမြင်ကန်ဦးမင်းဒေသညုံကိုပစ္စတိုဖြင့်ပြစ်ခတ်လုံချံတက်ဖြတ်ခဲ့ပြီးဖန်ဆင်းရကြံတရက်ခန်းချစ်ကိုကိုခေါ်ကြော်ကြီးတို့ကအချိန်နှီးစောင့်ကြည့်ပေးခဲ့ကြောင်း2023ခုနှစ်ဩဂုတ်လ16ရက်နေ့မှာ မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတက်ခေါ်လင်းလက်စော်နဲ့ချစ်ကိုကိုခေါ်ကြော်ကြီးတို့ဟာရွှေပြည်သားမျိုးနဲ့အမတ်သုံးရက်ကွက်ပန်းချံလေးလက်မှာလုံကြုံရေးတပ်ဖွဲ့ဝင်တအုပ်ကိုပစ္စတိုဖြင့်ခြောက်မြောင်ပစ်ခတ်ခဲ့ပြီးဟန်လင်းအောင်ကအခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း2023ခုနှစ်ဒီဇင်ဘာလတရက်နေ့မှာမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီထက်ခေါ်လင်းလက်စော်တင်တင်ငန်းကျုံမျိုးနဲ့ငမိုးရဲရက်ကွယ်ငမိုးရဲသုံးလက်နဲ့အမျိုးသားဒီမိုကရေစီပါတီတဲ့ဥက္ကဋ္ဌဦးတန်းထွန်းကိုပစ္စတိုဖြင့် ပြစ်ခတ်လုကြံတက်ဖြတ်ခဲ့ပြီးမင်းစီသူခေါ်အငယ်လေးနဲ့ကျော်စင်တန်ခေါ်လွင်ကြီးခေါ်ကျော်စင်တို့ကအချိန်နေစောင့်ကြည့်ပေးခဲ့ကြောင်း2024ခုနှစ်အောက်တိုဘာလ17ရက်နေ့မှာမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတက်ခေါ်လင်းလက်စောတင်လှိုင်းတရနောက်ပိုင်းမျိုးနဲ့စတိရက်ွက်ရှိအောင်မင်္ဂလာကျောင်းနေမှာ မစားဖားဘွဲဝင်နေဖြစ်သူဥရွှေမန်းကိုပစ္စတိုဖြင့်လုံးချံတက်ဖြတ်ခဲ့ရရမောင်းဖြစ်သူဥသက်စင်မှထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကျော်စင်တန်ခေါ်လွင်ကြီးခေါ်ကျော်စင်ကအချိန်နီစောင့်ကြည့်ပေးခဲ့ကြောင်းဖန်စီရမီတရခက်များရဲ့ထွက်ဆိုချက်အရဂိုးရန်ဖယ်လီဝါရီယာအချမ်းဖတ်ဖွဲဟာရန်ကုန်မြို့အတွင်းမှာအပြစ်မဲ့ပြည်သူများကိုတလန်အဖြစ်ဆွဆွဲပြီးလုံးချံတက်ဖြတ်ခဲ့ကြောင်း ထို့သောနှုတ်ချံတက်ဖြတ်ခြင်းများအတွက်အချမ်းဖတ်ဖွင့်စီဖြစ်တဲ့ NUG ကတစ်ကြိမ်လင်းနှစ်သိန်းချက် NUG ပေးမှတဆင့်ပေးခဲ့ကြောင်းဖော်ထုတ်သိရှိရပါသည်။ ို့ဖြစ်ပါ၍ဖက်စီရမည့်တရားခွင်များကိုဥပဒေအရထိရောက်စွာရေးရွနိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးအကြမ်းဖက်မှုဆောင်ရွက်နေသူများကိုပြည်သူတရက်လုံးကဝန်ဝန်ကာကွယ်တိုက်ဖြတ်ကြရနှင့်ဆက်ဆက်တရားခွင်များကိုအမြန်ဆုံးဖက်စီရမည့်ရေးအတွက်၎င်းတို့ပုံခွေရနေရများလှုံ့ရှားသွားလာနေထိုင်မှုတရင်များရရှိပါကသက်ဆိုင်ရာကိုလျှို့ဝှက်စွာတည်င်းပေးတိုင်ကြားနိုင်မှာကြောင့် တရင်ပေးသူနဲ့ဖန်ဆင်းပေးသူများကိုထိုက်တန်စွာလိုအပ်ပြီးစုငွေများချင်းမြင့်ပေးမှဖြစ်ကြောင်းနဲ့မြို့ရွာများအငြင်းဆုံးအေးချတင်ရည်အတွက်ပြည်သူတရရလုံးပူပေါင်းပါဝင်ကျောင်းဆောင်ရနိုင်မှာရန်မြစ်တာရက်ခံအပ်ပါကြောင်းအတိပေးတဲ့တင်ထုတ်ပြန်အပ်ပါ ပုံမှုချုပ်ချူထွန်းအောင်ကိုတပ်ဖြတ်သူများဆိုပြီး6နှစ်အရွယ်ကလေးနှင့်အတူလူဆက်6ဦးကိုစစ်ကောင်စီကြီးညာပုံမှုချုပ်ချူထွန်းအောင်ကိုတပ်ဖြတ်သူများဟုဆိုက6နှစ်အရွယ်မိန်းကလေးနှင့်အတူလူဆက်6ဦးကိုစစ်ကောင်စီကယနေ့ဇွန်5ရက်ညပိုင်းတွင်ကြီးညာထားသည် ပြီးခဲ့သည့်မေ22ရက်ကမယန်းကုန်းမြို့နယ်ငါးရက်ကွက်ရွှေနင်းစီလန်းနှင့်ဝိဇ္ဇာလန်းထောင်နှင့်ဘူမူးချုပ်ချိုးထွန်းအောင်သည်တနက်သမား2ဦး၏ပြစ်ခတ်ခဲ့မှုကြောင့်တေဆုံးခဲ့ခြင်းဖြစ်သည့်စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် မေ23ရက်ကချိုးထွန်းအောင်ကိုပြစ်ခတ်ရာတွင်အုံပြုခဲ့သည့်စပီးအား3ပြီးရင်ဖြင့်တင်ဆောင်ခဲ့သည်။3ပြီးရင်မောင်းစမ်းထက်အောင် ပကူးသားကိုမြောက်ဥက္ကလာပမြို့နယ်ထရက်ကွက်ခိုင်ရွှေဝါသုံးလမ်းတွင်ဖမ်းဆီးခဲ့ကာထောက်ပို့အဖြစ်ဆောင်ရွက်ခဲ့သူဝင်းတူကလာလေးကိုမြောက်ဥက္ကလာပမြို့နယ်ထရက်ကွက်စိန်ချေလမ်း၌ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်ထို့ပြင်ချိုထွန်းအောင်ကိုပြစ်ခတ်ခဲ့သည့်မျိုးကိုကိုနှင့်ဇနီးဖြစ်သူပြုံးပြုံးနှင့်တမီးဖြစ်သူအသက်6နှစ်အရွယ်လင်းလက်ရွှေတို့ကို မြောင်ဦးမြို့နယ်ပကံမြို့ဟောင်း၌ဖမ်းမိခဲ့ပြီးပို့ဆောင်ပေးခဲ့သည့်ရင်မောင်းအောင်ဆန်းဟိန်းနှင့်ချိတ်ဆက်ပေးသူညီညီလိုင်တို့ကိုလည်းမွန်ပြည်နယ်မှုတုံမြို့နယ်တွင်ဖမ်းဆီးခဲ့သည်ဟုစစ်ကောင်စီကဆိုထားသည်